မဲမင်္ဂလာပါနူးညံ့ပြက်တာမြေတာထားအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်သူကျွန်လိုက်မူဖြစ်ပါတယ်ရှင်ဒီနေ့ဖော်ပြမယ့်အကြောင်းအရာလေးကတော့စိတ်သက်ကြန့်ခိုင်တတ်မှစေရန်လေ့ကျင့်ပေးပါဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်အရွယ်ရောက်လာပြီးအပြိုဖော်လူပြိုဖော်ဝင်စားအရွယ်တွေမိမိကိုယ်ကိုယ်ဘာတစ်ခုမှမလုပ်တတ်မိမိကိုယ်တိုင်မသွေးတတ် မစင်စားတတ်တဲ့ကလေးတွေကိုမိသားစုတော်တော်များများမှတွေ့ရပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့စီမှာ ကိုယ်သွင်းစွမ်းအားတစ်ခုခုချို့တဲ့နေခြင်းကြောင့်ဖြစ်တယ်လို့ပညာရှင်တွေက ဆိုပါတယ်။စိတ်ပညာရှင်တွေကမိမိကိုယ်ကိုခွန်အားဖြစ်စေတဲ့စိတ်ကို grit လို့ခေါ်ပါတယ်။ grit ဆိုတာအသားစီးတွေကိုရင်ဆိုင်ရမှာဘယ်တော့မှအရှုံးမပေးဘဲတိုက်ပွဲဝင်ခြင်းကို ဆိုလိုပါတယ်။ကိုယ်ရည်မှန်းထားတဲ့အရာတွေအတွက် အလွယ်တကူလွယ်လွယ်အရှုံးမပေးခြင်းပဲဖြစ်ပါတယ်။ဒီအရာက IQ ဉာဏ်ရည်ဉာဏ်သွေးမြင့်မာတာထက် ပိုပြီးအရေးကြီးတယ်လို့လည်းသိရပါတယ်။ Grit ဆိုတာကအရန်ခက်ခဲတာတွေနဲ့တွေ့ကြုံနေရရင်တော့ကြံကြံခံပြီးစ조사ဆက်လက်လှုပ်ဆောင်နေခြင်းပဲဖြစ်တယ်။ဒီအရာတွေကိုမိဘတွေကကိုယ်သားသမီးတွေကိုပြုစုပြောထောင်ဖန်တီးပေးရမယ့်အရာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့မိဘတွေက ဟန်ဒီပေးထားခြင်းမရှိရင် ကိုယ်ကလေးကြီးပြင်းလာတဲ့အခါ အသားစီးအနောက်ရှက်တွေနဲ့ကြုံလာရင် အလွယ်တကူစိတ်သက်ကြလာမှာဖြစ်ပါတယ်။သုံးတစ်ခုကိုလှုပ်ရလို့အားဆိုင်ထုတ်ရတဲ့အခါနည်းနည်းလေးခက်ခဲတာကြုံရင်တော်ပြီကွာခက်လိုက်တာ ပင်ပန်းနဲ့မလှုပ်ချင်တော့ဘူးစသဖြင့်ပြောတတ်ကြတယ်။ဒီအရာက လူတော်တော်များများကို မအောင်မြင်စေတဲ့အချက်ပဲဖြစ်ပါတယ်။ ပညာရှင်တွေရဲ့သူတေသနာပြုချက်လေးလာမှုတွေရစိတ်တက်ကြန့်ခိုင်မှုမြင့်မားသူတွေကစိတ်တက်ကြန့်ခိုင်မှုအားနည်းတဲ့သူတွေထက် ပိုပြီးအောင်မြင်မှုရတယ်ဆိုတာသိရပါတယ်။ထို့အတူပဲ IQ ချင်းသူနေရင်တော့ grade ရှိသူက ပိုပြီးတယ်ဆိုတာသိရပါတယ်။ဒါကြောင့်မိဘတွေအနေနဲ့ကိုသားသမီးတွေကို grade ရှိဖို့တိဆောက်ပေးခြင်းကအရေးကြီးပါတယ်။ မိဘတွေအနေနဲ့မိမိသားသမီးတွေကို grit ရှိလာစေရန်ဘယ်လိုလုပ်ပေးနိုင်မလဲကိုသားသမီးကိုရည်မှန်းချက်ထားတတ်အောင်လေ့ကျင့်ပေးရမယ်ပြီးရင်ရည်မှန်းချက်ပြီးမြောက်အောင်လုပ်ဖို့လိုတယ်ဆိုတာကိုလည်းလေ့ကျင့်ပေးရမှာဖြစ်တယ်ကလေးကိုတက်တောင်းတက်တာမနေခိုင်းပါနဲ့တက်တောင်းတက်တာနေစေခြင်းအပြင်အခက်ခဲတွေကြုံလာတဲ့အခါ ဒီအခက်ခဲတွေကိုကြော်လွားဖို့အတွေ့အကြုံမရှိဘဲလက်လျှော့အရှုံးပေးတတ်သွားမှာဖြစ်ပါတယ်။ grit ကလှုပ်ဖို့ခက်ခဲတဲ့အရာမဟုတ်ပါဘူး။ကလေးငယ်ငယ်ရွယ်ရွယ်အချိန်ကစပြီးလေ့ကျင့်ပေးလို့ရပါတယ်။ကလေးကိုကိုယ်တိုင်လှုပ်တတ်အောင်သင်ပေးပါ။ကလေးကိုအရန်တက်တက်တတထားတာမျိုး မထားမိစေဖို့လိုပါတယ်။ကလေးကို အခက်ခဲအနှောက်အယှက်တွေကိုကြော်လွားတတ်အောင်လေ့ကျင့်ပေးပါ။ ရီမန်းချက်ပန်းနိုင်ထားခိုင်းပြီးတချို့ခက်ခဲတယ်လို့ထင်ရတဲ့အရာတွေကို ပေးလောက်ခိုင်းပါ နေ့စဉ်ပုံမှန်သူနဲ့သက်ဆိုင်တဲ့ကိစ္စရပ်တွေကို သူကိုယ်တိုင်လှုပ်ဆောင်စေပါဥပမာရေချိုးခြင်း၊သွားတိုက်ခြင်း၊သူ့အခန်းသူရှင်ခြင်း၊အဖို့အစာရွေးချယ်ခြင်းသူကြောင်းလွယ်အိတ်သူပါသူစီမံခြင်းသူကြောင်းလွယ်အိတ်သူလွယ်ခြင်းဒါကတော့သူ့အွယ်နဲ့သူပေါ့နော် ိမ်မှုကိစ္စတွေမှာပါဝင်လှုပ်ဆောင်စေခြင်းစလာတွေကိုလှုပ်ဖို့လေ့ကျင့်ပေးပါ။အိမ်အလုပ်အိမ်မှုကိစ္စကအလွန်အရေးကြီးပါတယ်။အိမ်အလုပ်လုပ်ခြင်းအပြင်ကလေးတွေကိုစိတ်ရှိခြင်းဖြစ်စေပါတယ်။နေ့စဉ်ပုံမှန်လှုပ်ခိုင်းပါ။ကြကြာမှတစ်ခါလှုပ်ခိုင်းတာမျိုးမဖြစ်စေဖို့လိုပါတယ်။ကိုကိုကိုစီမံခတ်ခွဲတတ်စေပါ အိမ်မူကိစ္စတွေကိုတင်ယူခိုင်းသလိုတခြားခက်ခဲတဲ့အရာတွေကိုလည်းကုညင်တတ်အောင်သင်ပေးပါခက်ခဲတဲ့အရာတွေကိုရင်ဆိုင်တတ်အောင်လေ့ကျင့်ပေးပါသင်ပေးပါ ဥပမာဈေးဝယ်ထွက်တဲ့အခါကလေးကိုကုညင်ပြီးဝိုင်းတဲခိုင်းတာမျိုးလုပ်ခိုင်းပါတချို့အိမ်ကကလေးတွေမိဘတွေပစ္စည်းအလေးတွေတဲလာတာတွေ့ရင်တော့ဝိုင်းပြီးကုတဲရမှန်းမသိတာတွေလည်းရှိပါတယ်အကယ်၍ကိုက ကလေးတွေရဲ့နေစဉ်ပုံမှန်အသက်ရှင်ခြင်းမှာဒီလိုအရာလေးတွေကို လေ့ကျင့်ပြိုးထောင်ထားပေးရဆိုရင် ခက်ခဲတဲ့အရာတွေကိုခက်ခဲတယ်လို့မထင်တော့ပါဘူးဒီခံတတ်ဖို့စိတ်ရှိတတ်ဖို့သင်ပေးပါရည်မှန်းချက်ပန်းတိုင်ထားတတ်အောင်လမ်းညွှန်ပေးပါကိုချမှတ်ထားတဲ့ရည်မှန်းချက်ပန်းတိုင်ရောက်အောင်ဘယ်လိုလုပ်မလဲအောင်မြင်မှုရအောင်ဘယ်လိုလုပ်ရမလဲဆိုတာ လေ့ကျင့်သင်ကြားပေးပါဒီလိုလေ့ကျင့်ပေးထားခြင်းအဖြစ်ကလေးကျောင်းနေတဲ့အရွယ်ဆယ်ကျော်သက်အရွယ်တက္ကသိုလ်တက်ရောက်တဲ့အခါသူတို့အတွက်လွယ်ကူစေမှာဖြစ်တယ်ဆိုတာကိုဒီအချက်လေးတွေနဲ့ဘဝတုဒအနေနဲ့ဝေမျှပေးလိုက်ပါတယ်အားလုံးပဲဖျားခင်ကောင်းကြည့်ပေးပါစေ thank you ဖီးယာရဲ့မျိုးဆက်တဲ့တွင်သင်နဲ့ကျွန်တော်မဟုတ်လားရာစုတည်းရဲ့ဖီးယာသားသမီးတွေလေးပေးဆက်လာသာဝနာရဲ့ဒီမှာနိုင်ရာတော်ထမ်းရွယ်ပါလူငယ်တွေလက်မှာမေရဲဘွားပြာကျွဲပြီးကငုံမြဆုံးမှာပဲ ွေးပြီးတော့တွေ့ပြားသားသမီးတွေလေးဘုရားရှင်တွေ့ပန်းတဲ့ဘွင့်ကောင်းဖြစ်စေနာကရတဲ့သူကြည်စိုးလေးဇာစုတည်းရဲ့လူငယ်တွေသမတရားတွေ့လောကလင်းမှာဖြစ်တော်ဖရာရဲ့သက်သေဖြစ်စိုးလေး ်နေစလာသခင်ပြရဲ့မျိုးဆက်တွေသင်နေကြနမဟုတ်လားယာဇုတည်းရဲ့ပြာသားသမီးရလေဘုံပင်ညာကပေးဆက်လာသာသနာရဲ့ဒီမှာနိုင်ရာတောင်းထမ်းရွယ်ပါလူငယ်တွေလက်မှာ ေရတဲ့ဘုရားဖျားတွေ့ပြီကမုံနဲ့ဆုံးမှာပဲရွှေပြီးတော့တွေ့ဖျားသာသမီတွေလေးဘုရားရှင်တွေ့ပန်းတွင်ကောင်းဖြစ်ပါစေနာဂါရသက်သေးဒီဇော်လေးဂျာဇတဲ့ရဲ့လူငယ်တွေသမာတရားအတွက်လောကလေးမှာ Dobijajete ti që soli Ullë është në gjëpën dhe mëjmë gëmë për zi Na gajete ti që soli Gjatë të dhe lëngë e dhe Dhe ma dhe jadë e lokalë Ma që dobijajete ti që လောကလင်းမှာပြစ်တော်ပြရဲ့သက်သေပြစ်ဆုံးလေးဝရဘဟမအခမဲ့ထုတ်ဝေတဲ့စာအုပ်လေးများကိုဖတ်ရှုလိုပါကဖုန်းနံပါတ်39ကို85 295တိတိတို့ ဆက်သွယ်ပြီးမာယူနိုင်ပါတယ်အားလုံးပေါ်ဖျားသခင်ကောင်းချီးပေးပါစေ